နမကြီး Diane Spotter Wonderfy ဆိုင်ကလေးကျန်တဲ့သိန်းလောက်ဈေးပြန်တက်သွားတယ်ဆိုတာမိတ်ဆွေတီဗီလားအလောင်းမင်္ဂလာပါကျွန်တော်ကြောကြောအောင်မမော်တော်ဘိုင်းအော်တိုတယောက်ဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကခဏခဏပြောနေတာရှိပါတယ်အဲ့ဒါတော့ဆိုင်ကယ်ဈေးတွေကအခုချိန်ကဝယ်လို့အကောင်းဆုံးအချိန်ဆိုင်ကယ်ဈေးတွေကြတော့ဆိုင်ကယ်ဝယ်မယ်ဆိုရင်အခုချိန်ဝယ်ထားပါဆိုပြီးရင်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကပြီးခဲ့တဲ့လပိုင်းရောပြီးခဲ့တဲ့ရက်ပိုင်းရောကျွန်တော်အချိန်ချင်းတောက်လျှောက်ပြောနေတာပါ ဒါအခုကျွန်တော်ရဲ့ရှိတဲ့တဲမှာရှိနေတဲ့ Dian Sporter One Device ဆိုင်ကယ်ဆိုရင်အခုဒီအပိုင်းလေးတွေမှာကျက်နေသိန်းလောက်ဈေးပြန်တက်သွားပါပြီဒါကတော့တရုတ်ငွေစည်းကြောင်းဆိုတာတဲ့ဆိုင်ကယ်ရှားပါမှုပေါ်မူတည်ပြီးဈေးနှင်းငယ်ပြန်တက်သွားတာလို့သုံးတက်ရတယ်ဒါနဲ့တလစ်စတဲ့ Dian Sporter One Device ဆိုင်ကယ်အကြောင်းကိုဒီစိတ်တစောင်းပြပြပေးသွားချင်ပါတယ်အင်ဂျင်ပါဝါကတော့ One Device CC နဲ့ထွက်လုပ်ပေးထားပါတယ်ဂီယာကတော့၄ချက်ပါပြီးတော့ဒီ Dian Sporter One Device ဆိုင်ကယ်မှာဆိုရင်အဓိကအားသာတဲ့အချက်က 15cc ကိုမှ Ravener type engine နဲ့ထုတ်လုပ်ပေးထားတယ်။သူ့ရဲ့ဒိုင်ကွက်ကရူရူလက်တန်နဲ့ပြပေးတဲ့ဒိုင်ကွက်ပါ။ဒီ gear 123 chain ကိုတော့ဒိုင်ကွက်မှာပဲ digital mili နဲ့အချက်ပြပေးနေမယ်။သူ့ရဲ့ exhaust ကိုလည်း design လေးကလုံးဝကိုစမ်းတက်လာတယ်။ပြီးရင် exhaust တန်လေးကလုံးဝကိုညင်ညင်လေးနားထောင်လို့ကောင်းတယ်ဗျာနော်။ exhaust တန်လုံးလုံးလေးနဲ့နားထောင်လို့ကောင်းတယ်။ခါကယ်ရီယာတန်းလည်းပါဝင်တဲ့အတွက်ကျွန်တော်တို့ဒါတိုလီမိုလီပစ္စည်းညက်တဲ့အချိန်မှာဒါအများကြီးအဆင်ပြေစေပါမယ်။ တော့ကတော့လုံခြုံမှုပိုရှိစေမဲ့နှစ်ထပ်တော့အမျိုးအစားနဲ့တုံးပေးထားပါတယ်ဒီတော့မှလည်းဒိုင်ယန်ဆိုတဲ့ဒစိတ်လေးတစ်ခါတည်းထွန်းပေးထားပါတယ်ခင်ဗျာအားနည်းချက်ကတော့ချိန်ပုံးကချိန်ပုံးတုံးဝင်းနဲ့ပဲထုတ်လုပ်ပေးထားတယ်ချိန်ပုံးအပြည့်နဲ့မုတ်တဲ့တွေဒါအခုလိုမျိုးမိုးရင်းကာလဆိုရင်တချို့ကမကြိုက်တာမျိုးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါတော့ဒါကျွန်တော်အပွင့်လင်းဆုံးပြောပြတာပါဒါပေမဲ့ဒီနောက်ကခြေတင်တန်းကတော့လုံးဝကိုတတုအမာရာနဲ့တုံးပေးထားတယ် ။ရှင်မင်းကြီးကတော့ရေယိုမီးအဝါနဲ့ပဲထွက်လုပေးထားပါတယ်။ရေယိုမီးအဝါဖြစ်တဲ့အတွက်ဒါအခုလိုမျိုးမိုးရင်းကာလနဲ့ဆောင်းရင်းကာလတွေမှာဒါမြူနင်းကြတဲ့ဒေတာတွေမှာတွန်းလာမယ်ဆိုရင်ဒါအခုလိုမျိုးမီးအဝါကပူပြီးမှအဆင်ပြေစေတယ်။ငွေတွေကတော့တလစ်၅ချောင်းပါဝင်တဲ့တလစ်ငွေတွေနဲ့ထွက်လုပေးထားတယ်။ရှေးဘရိတ်ကတော့ disc brake နဲ့ထွက်လုပေးထားပါတယ်။နောက်ဘရိတ်ကတော့ you have brake နဲ့ပါ။နောက်ထပ်ကျွန်တော်တဘောကြတဲ့အချက်ကတော့ဖင်နိုင်ကုန်ပါဖင်နိုင်ကုန်က လုံးဝကိုထိုင်ရတဲ့ခါမှာညိညောင်းမှုရှိသေးမဲ့ပေါ်တာအကောင်းစားရင်းနဲ့ဖလုတ်ပေးထားတယ်ဒီမှာဆိုရင်ဒါလုံးဝကိုအီလေးပေါ့နော်လုံးဝအီလေးပါပြီးတော့ဒီစီတိုင်ကြီးကတော့၄လီတာဝန်းကျင်စမ်းမယ်ပြီးတော့တူးပေါက်ကတော့နည်းနည်းတော့ကျင်းတယ်ဗျဒီတူးပေါက်ကျင်းတာကိုတော့တချို့ကဘဝင်မကြတာမျိုးရှိကောင်းရှိနိုင်တယ်ပြုတ်ဆိုင်ကဘရန်နျူးဝယ်မယ်ဆိုရင်ဒီအပိုင်းမှာခက်မြန်မြန်ဝယ်ထားပါလို့အကြံပြုတိုက်တွန်းခြင်းပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကဈေးတက်ပြီဆိုရင်ဝယ်ကြပြီ ဈေးကြပြီဆိုရင်ဝယ်ကြတော့ဒါအခုဆိုရင်လေပြီးခဲ့တဲ့3ဘက်ကျော်ကာလကဝယ်သွားတဲ့သူတွေဆိုရင်ဒါအခုဈေးအရန်တန်နေအရန်နဲ့စီးပျော်တယ်နော်သူတို့တွေအရန်တန်သွားပြီပေါ့နော်အဲ့ဒီလိုနဲ့အခုဒီအပိုင်းမှာဆိုရင်ကျက်နေသိန်းလောက်ဈေးပြန်တက်သွားပါပြီဒီ Diamond Sporter 1.5 cycle ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်တော့မန္တလေးမြို့သခိုင်းမန္တလေးလမ်းကနော်ကြီးမီပွိုင်းတောင်ဘက်တမဝရီရမှာဖွင့်လှစ်ထားတဲ့ Golden Wheel Cycle Showroom မှာပါအားလုံးကျေးဇူးတင်ပါတယ် နောက်ဒီမှာလည်းမိုတိုနီခဲနိုင်ငံချစ်တူမိတ်ဆွေတွေအတွက်အခြားသောကြိုးရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။